မြန်မာပြည်ရဲ့ငြိမ်းချမ်းရေးကိုအဓိကထားလှုပ်ဆောင်သွားမယ်လို့တနိုင်ငံလုံးပြည်ရဲ့ဆေးသဘောတူစာချုပ်လက်မှတ်ထိုးထားတဲ့ DKBA လက်နက်ကိုင်အဖွဲ့ကပြောဆိုလိုက်ပါတယ်။ဥမောင်တူကတင်ဆက်ထားပါတယ်။ဟုတ်ကဲ့ပါ။ DKBA ခေါ်ဒီမိုကရေစီချိုးဖြူကင်းတက်မတော်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောမွန်ရှေးကအခုလိုပြောခဲ့တာပါ။ DKBA တပ်ဖွဲ့ကတက်တော်ဦးစားပေလုပ်ငန်းစဉ်ဖြစ်ရဲရဲရနံပါတ်1 ရေကြံရနံပါတ်2ရေကြံရေးစီနံပါတ်3ဖြစ်ပါတယ်မဟာမိတ်အပိုင်းမှာပြချင်းရင်လည်းလက်ရှိတနင်္ဂနွေပြစ်ကတိုက်ခိုက်မှုရက်စရေးသဘောတူစာချုပ် SCA ကိုလက်မှတ်ထိုးထားတဲ့အဖွဲ့အစည်းများနဲ့လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်နေသလိုလက်မှတ်ထိုးရန်ချက်ရှိတဲ့အဖွဲ့များနဲ့လည်းတွဲဆုံပြီးတူဦးနဲ့တူဦးအမြင်သဘောထားဖလဲရတာတွေဤနိုင်တာတွေလည်းပြုလုပ်ခဲ့ပါတယ် ဒီ KBA တည်ထောင်ခဲ့တဲ့22နှစ်မြောက်အခမ်းအနားကျင်းပရာဒီ KBA ဌာနချုပ်စုံစည်းမြိုင်စခန်းမှာအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ အာငင်းချင်းသူတို့သူတို့လည်းအကောင်းဆုံးပေါ့နော်အခုရလိုမျိုးတဲ့အကောင်းဆုံးအဲဂျိုဝန်နီယာရဲ့အခုချိန်ချီပဲပေါ့နော်သူတို့လည်းဂုဏ်ယူပါတယ်ပြီးတော့ဆယ်လပီအဲစစ်မဖြစ်တော့ပဲညီချင်းအနေရဖို့မျှော်လင့်ပါတယ်ဖြစ်လာမယ်လို့လည်းယုံကြည်ပါတယ်ဒီကေဘီကိုလွန်ခဲ့တဲ့22နှစ်ပြည့်1994ခုနှစ်ဒီဇင်ဘာလ22ရက်ကစတင်ဖွဲ့စည်းထားခဲ့တာပါ တို့တကယ်ပြီးဖွဲ့စည်းဖြတ်ခဲ့တဲ့ကျန်းန်းနဲ့တာယာနဲ့ပြုံးွေးတဲ့လမ်းကြောင်းတွေကိုဖြတ်လာပြီးတော့နောက်ပိုင်းဒီနေ့ချင်းဥဆောင်တဲ့သူတွေအားလည်းမှန်ကန်ရဲတင်းဥဆောင်ခဲ့ရသလိုနောက်အောက်လက်ကလည်းယုံကြည်လက်ပါခဲ့ဒီနေ့နဆန်းနေတာခီးကိုအောင်မြင်စွာဖြတ်ဆောင်ခဲ့လို့ကျွန်တော်အဲ့ဒါပြောခြင်းပါပဲကျွန်တော်အနေနဲ့ကတော့ကျွန်တော်တို့တိုင်းပြည်ရဲ့နေညာရေးအတွက်အချို့ပြုဒီမိုကရေစီတမ်းမတော်ရဲ့လှုပ်ဆောင်ချက်ကိုကျွန်တော်ထောက်ခံပါတယ်။ဘာကြောင့်ဆိုတော့ ကျွန်တော်တိုင်းပြည်ရဒီမိုကရေစီလမ်းကြောင်းပေါ်မြောက်သေးတဲ့အတိုင်းတော်2010မှာတတိယရှိရှိနဲ့ဒီမိုကရေစီအတွက်ရင်ဆိုင်ခဲ့တဲ့ဒီတပ်တော်ကျွန်တော်အပြည့်ဝထောက်ခံပါတယ်။စတင်ဖွဲ့စဉ်ကတော့တိုးတက်သောဗုဒ္ဓဘာသာကရင်မျိုးသားတပ်မတော်နာမည်နဲ့ဖွဲ့ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာဒီမိုကရေစီချိုးပြူကရင်တပ်မတော်အမည်ပြောင်းလိုက်ပါတယ်။ဒီကေဘီအာဆိုရနဲ့ NCA တနိုင်ငံလုံးဆိုင်ရာအပြစ်ကတ်ရက်စဲရေးစာချုပ် လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပြီးအခုလိုဖွဲ့စည်းတည်ထောင်တဲ့22နှစ်မြောက်မှာငင်းရန်ရေးကိုပဲအဓိကထားလှုပ်ဆောင်သွားမယ်လို့ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ